ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီအန်ခင်မူ3.0 channel ကတော့ channel အသစ်ဖြစ်တဲ့တို့ကဒီမာလာယိုရှင်ကတော့တင်ဆက်ပေးမှာဖြစ်တာကြောင့် like follow subscribe လုပ်ထားပေးပါဦးခင်ဗျဆိုတော့ဒီနေ့မှာဆက်လိုက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့ဂျားထဲမှာရက်နည်းနည်းလေးနည်းနည်းတော့မပေါ့တော်တော်များများလေးခြားသွားပြီဖြစ်တဲ့တန်လန်ကြီးတစ်နေတဲ့2022တုန်းကထွက်ထားတဲ့ OS Dead Korea Zombie Series ဖြစ်ပါတယ်ဒီနေ့မှာတော့အပိုင်း9ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ ဒီပိုင်းဆောင်မှာတော့ဇွန်ဘီတွေကိုတားဖို့အတွက်စစ်သားတွေအကုန်လုံးကိုဆေးလွှတ်နေကြတာပါကျဲကျွန်းလို့ခေါ်တဲ့တပ်သားတယောက်ကတော့အခြေဆိုင်စခန်းကနေထွက်လာချိန်မှာအမေဖြူတဲ့ဖုန်းပြောနေအောင်ပြန်တွေးနေပါတယ်အမေဖြူကတော့ TV ကတဆင့်ကြည့်နေအောင်ဖြစ်ပြီးတော့တပ်သားတွေအားလုံးကလည်းအခြေဆိုင်စခန်းမှာမဟုတ်ဘဲအပြင်သွားနေရတာကိုတီးသွားပါတယ်ဒါကြောင့်လေတားဖြူသူကိုစိတ်ပူပြီးတော့လမ်းမေးနေပြီမဲ့ကျဲကျွန်းကတော့နောက်ပတ်ဆိုလို့ရှိရင်တာဝန်ပြီးတာဖြစ်လို့တာဝန်ချိန်မှာကြံတော့တဲ့သူတွေကိုအဆောင်ရောလေးချိန်မှာမလုပ်ခိုင်းဘူးလို့လိန်ပြီးတော့ဖြေလိုက်ရပါတယ် ဂျန်ဂျုံကတော့ဇွန်ဘီတွေကိုမတိုက်ခင်အမေနဲ့ဖုန်းလာပြောတာဖြစ်ပြီးတော့ထွက်ခွာကန်ဒီမှာလဲစိတ်မပူအောင်လို့ဘောလုံးသွားကန်ပဲလို့သာလိန်ပြောခဲ့တာပါဂျန်ဂျုံတို့တပ်ဖွဲ့တွေကမျိုးတွေကအဆောင်အုံဒီဆိုင်ဒီမှာပိတ်မိနေလူတွေကိုသွားကယ်ရတာဖြစ်လို့အမေဖြစ်သူကတော့သူ့ကိုတွေးပြီးတော့အန်ဒီရဲ့များလာရင်မလုပ်ဖို့တောင်းဆိုနေပါလိမ့်ဂျန်ဂျုံကတော့စိတ်မကောင်းဖြစ်ပြီးတော့မျက်ရည်တွေကျနေခဲ့ပါလိမ့်ဂျန်ဂျုံကတောင်းဝင်ချိန်မှာဇွန်ဘီကြိုက်တာခံလိုက်တာကြောင့်အားလုံးကဖမ်းချုပ်ပြီးတော့အိတ်ထဲထည့်လာကြပါလိမ့်ဘောလုံးသွားကန်တဲ့သားကိုမျောနေတဲ့အမေဖြစ်သူကတော့ဂျန်ဂျုံတောင်းဝင်ကြောင့်သွားရင်းနဲ့တိုက်ပွဲကြပြီးတော့အိမ်ပြန်မလာနိုင်တော့တာကိုမသိနိုင်တော့ပါဘူး ဒုနဲ့ဆရာကြီးကတော့သူ့ရဲ့ virus နဲ့ပတ်သက်ပြီးတော့နေစုဝါမှတ်တမ်းတင်နေခဲ့တာပါဆရာကြီးကတော့သွေးတွေကနေတိုက်ဖြတ်တဲ့ဆဲပမာဏအနည်းငယ်တွေ့တာကြောင့်မျောလင်းချက်ရှိတယ်လို့ပြောနေခဲ့ပါတယ်အပူချိန်ကိုမြင့်လိုက်ရင်တော့သွေးပြူးတွေပြန်ပြီးတော့အသက်ဝင်နိုင်ခြေရှိတဲ့တော့သူအသားနဲ့ဇနီးကိုထပ်ပြီးတော့စမ်းသပ်ကြည့်ပါတယ်ဆရာကြီးကတော့သွေးမဲ့စီစင်းတော့တဲ့နေထားမှာအပူချိန်26ဒီဂရီကိုအတွင်းပိုင်းနဲ့အပြင်ပိုင်းအတူတူအပူချိန်တင်မှာဖြစ်ပါတယ်တပတ်မှတော့စကန်နေထွက်ပြေးပြီးတော့ရေကန်နဲ့ခုံချခဲ့တဲ့အုံးချိုအဖေကကန်တနီယာကိုပြန်ပြီးတော့တက်လာနိုင်ခဲ့ပါတယ် ကြည်စံရှတိတန်အောင်နာနေမဲ့သူကသမီးဖြစ်သူစီကိုသွားဖို့နောက်ထပ်အဆောင်တွေကိုထပ်ပြီးတော့ဖြတ်ကျော်နေတာပါ။ចောင်းကီရာခမ်းမှလည်းတတိသန်ထိုင်နေတဲ့ဆူရော့နဲ့နမ်ရာစီကိုသွားပြီးတော့အုံးဂျိုကမက်ဆီချိုင်းချန်မှုအတွက်ကင်မရာကိုပေးလိုက်ပါလေ။ဆူရော့ရောနမ်ရာရောကအထူးလဲချမ်းစရာမရှိတာကြောင့်ရင်းဆိုနေပါလေ။အုံးဂျိုကတော့မိုင်နဲ့နမ်ရာကိုကြည့်ပြီးတော့ဇွန်ဘီမဖြစ်တော့မဲ့အားလုံးကယုံသွားတာကြောင့်ဂျိုးဖြီလို့ရပြီလို့ပြောလိုက်ပါလေ။အဲ့တော့နမ်ရာကဆူရော့ချတာကင်မရာကိုကောက်ကင်ပြီးတော့ရက်ကော့သွင်းမှုစူးစမ်းပြီးမိတ်။ဘာမှပြောမထွက်ပဲဖြစ်နေပါလေ။ နမ်ရာကတော့လက်နှစ်ဖက်တွဲချီတာကြိုးငေးကြည့်နေတလောက်ထိလောက်ရတဲ့ကြောင်းရင်ကိုဇူရောကိုမေးပါတယ်ဇူရောကတော့တန်းသားပြီးတုံလုံးနေကြလို့ဆိုပြီးတော့ပြန်ဖြေတာပါဇူရောကတော့မတုံလှုပ်တာကြောင့်နမ်ရာအနာနေပေးဖို့ရွေးချယ်လိုက်ပါတယ်နမ်ရာကခုနကဇူရောကိုကိုက်ချင်တယ်လို့ပြောလိုက်တဲ့စကားကိုပြန်ပြောပြီးတော့သူအိမ်မက်မက်နေတယ်လို့မျိုးဇူရောစီကအနံကောင်းလေးရနေခဲ့တာလို့ပြောလိုက်ပါတယ်ဇူရောကမေးနေတာကြောင့်နမ်ရာလည်းတေးချာမသိပေမဲ့မွေးလာပြီးတဲ့အခါတခါမှမရဘူးတဲ့အနံပဲလို့ပြောပြလိုက်ပါတယ်အိုင်နံကိုရတဲ့အခါမှနမ်ရာစိတ်ကစားချင်တာလွဲပြီးတော့မတွေးမိခဲ့ပဲကိုက်ပြစ်လိုက်ရရင်ဆိုပြီးတော့ဖြစ်နေခဲ့လို့ဖြစ်ပါတယ် အဲ့လိုဖြစ်နေနေပဲဆူရောအတန်ကိုကြားပြီးတော့အဲ့တန်ကသူ့ကိုနိုးသွားစေတာလို့ပြောလိုက်ပါတယ်။ဆူရောကနမ်ရောဘယ်တော့မှနမ်မဲမခေါ်ခဲ့ပါဘူး။အတန်နဲ့မှာအခုလိုအခြေအနေဒီမှာပဲအမြင့်နဲ့အတန်ကောင်းဆောင်ပဲခေါ်ခဲ့တာဖြစ်ပါတယ်။ဆူရောကတော့နမ်မဲခေါ်လိုက်ရင်သူသဘောကျနေအောင်နမ်ရာရိပ်မိမှာဆိုလို့မခေါ်ခဲ့တဲ့အကြောင်းကိုယင်ဖွင့်လိုက်ပါတော့တယ်။နမ်ရာအမြင့်နဲ့ပထမစံပြအကြောင်းသူဖြစ်ပေမဲ့ဆူရောကတော့စာလဲမတော်သလိုဒုတိယနှစ်တုံးကလည်းလူမိုက်တင်နေပဲပေါင်းခဲ့တာကြောင့်ဘယ်တော့မှမသိစေကျင်ခဲ့တာပါ။အဲ့နောက်နမ်ရာကင်မရာကိုကိုင်မရာရက်ကော့စပြီးလုံးလိုက်ပါတယ်။ ီးတော့နမ်ရာကင်မရာကိုကြည့်ပြီးတော့သူလဲဆူရောကိုသဘောကျတဲ့အကြောင်းပြောကာ record ဖြုတ်လိုက်ပါလေ။အဲဒါမှနမ်ရာဆူရနှခမ်းလှမ်းနှမ်းလိုက်ပြီးတော့သူရဲ့စိတ်ခံစားချက်တွေကိုနှစ်ယောက်သားမသေးခင်တီးသွားခဲ့ရတဲ့အတွက်စိတ်ချသွားခဲ့ပါလေ။ဆူရောလည်းတစ်သလုံးချစ်လာခဲ့သမျှနမ်ရာလည်းသူ့ကိုချစ်နေတာကြောင့်သဘောကျပြီးတော့ပြုံးနေခဲ့ပါလေ။အဲနောက်ဆူရောကနမ်ရာလက်ကိုကိုင်ပြီးတော့ brain box ကနေအပြင်ကိုတိတ်တိတ်စိတ်ငေးနေပါလေ။အဲဒါမှတော့ ONGT ရောက်အတန်သေးသေးလေးတွေကအစားကြားပြီးတော့အခန်းတစ်ခန်းထဲဝင်သွားပါလေ။ပြီးတော့ light ကိုဖွင့်ကြည့်လိုက်တဲ့ခါမှာဆီဟာတယောက်ထိုင်းနေရကိုတွေ့လိုက်ပါလေ။ ။ဦးကြီးကတော့သူအစဉ်ပြေချောင်းဆရာကိုပြောပြီးတော့အခုတော့ယူမတက်ဘိုက်ရှာနေရလို့ပြောလိုက်တာပါ။အဲကြောင့်ဦးကြီးကကော်ရီတာကနေလိုင်းနဲ့ကြားလိုက်တဲ့ရွှေငါးလေးတွေရေထဲပြေးနေအတန်းကိုသတိရသွားပါလိမ့်။ဒါကြောင့်ငါးကန်စီသွားပြီးတော့ကန်ထဲကိုလတ်လိုက်ကရွှေငါးတွေကိုအစိမ့်လိုက်ကိုက်စားနေပါလိမ့်။ဆရာလည်းသတိထားပြီးတော့ဦးကြီးကိုက်ခံလိုက်ရတာလားလို့မေးလိုက်ပါလိမ့်။ဦးကြီးကလည်းရွှေငါးလေးတကောင်မီးတကောင်ယူစားနေနဲ့ကိုက်ခံရတယ်လို့ဖြေလိုက်ပါလိမ့်။ဆရာလည်းလက်ထဲကင်ထားတဲ့ရေနွေး WO နဲ့အနောက်ကနေဦးကြီးကိုရိုက်ထလိုက်ပါလိမ့်။ဦးကြီးကတော့ဟန်တစ်ချက်ပြတ်သွားပြီမေ။ ။ဆရာထင်းတို့မေးလဲမကြသွားခဲ့ပါဘူး။အဲဒီမှာဦးကြီးကပြုတ်ကျသွားငါ့ကိုပြန်ကောက်ပြီးတော့သူအနိုင်ချင်းခံရုံးကဆရာပြောခဲ့တဲ့စကားကိုပြန်ပြောလိုက်ပါလေ။ဆရာဦးကြီးအနိုင်ချင်းခံရုံးကမသိကြအောင်စောင်းနေခဲ့ပြီးကျောင်းကော်မတီကတော့ဦးကြီးတုံးအားလို့အနိုင်ချင်းခံရတာလို့ပြောလိုက်တာပါ။ဆရာတော့ဦးကြီးကိုထွက်သွားဖို့ပြောနေတဲ့လက်ထဲမှာဓာတ်ကင်ထားပါလေ။အဲ့တော့ဦးကြီးကဆရာကိုခုံအုပ်ပြီးတော့ဆရာကိုနေကလီစာတွေကိုမိန်ကြီးရှက်ကြီးစားလို့နေပါလေ။ဆရာတော့ဦးကြီးကိုဓာတ်နဲ့ပြန်ထိုးနေပြီမယ်။ဦးကြီးကတော့တစ်ချက်တောင်ဟန်မပြတ်ပဲဆက်စားနေကြတာပါ။ တပတ်ဂီတာခန်းကနံရာတော့အတန်တခုကျဲကျဲကြားလိုက်တာကြောင့်မတက်ရုတ်တရက်ထရက်လိုက်ပါလေအဲ့ဒီတန်းကထူးဆန်းအတွက်နံရာပရင်းပေါက်နာသွားပြီးတော့နားထောင်နေခဲ့ပါလေအတန်သူတို့အရန်ကိုကျန်နေပြီးတော့တရားရောက်ပြုတ်အန်နေတဲ့အတန်ကိုကြားနေရတာပါနံရာကြားနေရကအုံးကြီးဖြစ်ပြီးတော့အုံးကြီးကဆရာဖြစ်သူအတွင်းကလီစာရီနဲ့ငါးဆိုင်တွေစားပြီးတော့အန်ထွက်နေခဲ့တာပါအန်တော့ဆရာတော့ဇွန်ဘီဖြစ်သွားပြီးတော့သူ့ပါတာရှောက်သွားနေပါလေအတန်သားတွေကတော့နံရာကြောက်ဆရာကောင်းကိုလုံနေတာကြောင့်နံရာလည်းသူတယောက်တည်းကြားအမန်းကိုတီးသွားခဲ့ပါလေ နန်ရာကြောင်းနေသူဘယ်သူလဲသိနေပြီးတော့အသက်ရှူတန်းကြီးကျဲတော့ကကြားနေရတာဖြစ်ပါလေ။အုံးကြီးကတော့ကြောင်းကိုမုန်းနေလို့ပြောနေခဲ့တာပါ။နန်ရာတော့အတန်းထဲကလူတွေအသက်ရှူတန်းတွေလူသတိမထားမိတာတွေပါကြားနေရပြီးတော့ဘိုက်ထဲကလာတဲ့အတန်းတွေအီးပေါက်တန်းတွေကိုကြားနေရပါလေ။နန်ရာတော့ဒီခန့်ထူးဆန်းနေတော့အခုထွက်သွားမယ်လို့ပြောနေပြီမဲ့ကြောင်းဆန်းကတော့လက်မခံခဲ့ပါဘူး။အပြင်မှာဇုံဘီတွေပြေးရှိနေပြီးတော့ဒီတိုင်းလက်လို့စပယ်ထွက်သွားလို့လည်းမရဘူးလို့ပြောလိုက်ပါလေ။တဲဆိုကတော့ဂီတာတန်လာနေတော့ခေါင်းမို့တက်သွားလိုက်ရမှလို့စိတ်ပြက်လက်ပြက်ပြောနေပါလေ။ ိုင်နာအွန်ဂျိုကတော့သူတို့မှဂီတသံရှိတော့သတိရသွားပြီးကင်မရာလေးကိုကောက်ယူလိုက်ပါတယ်တမမတော့ဂွီနိုင်မျက်နှာတင့်နေတော့အတန်တစ်ခုကိုကြဲကြဲလောင်လောင်ကြားလိုက်ရပါတယ်အဲ့ဒါကတော့သူ့ရဲ့တွဲဖက်အနိုင်ကျင့်နေတာကောင်းပါပဲသူကဂွီနိုင်ကိုကောက်ဝင်ပုံးမှုခေါ်နေရကြောင့်ဂွီနိုင်လည်းဝင်ပုံးလိုက်ရပါတယ်အဲ့ဒါမှသူကဂွီနိုင်ကိုမြင်နေရတဲ့ကားတစ်စီးစီရင်ပြေးခိုင်းပြီးတော့ဂွီနိုင်ဘက်ကိုဇုံပြီးတဲ့အအောင်ပြောင်းအောင်လှုပ်ခိုင်းလိုက်ပါတယ်ပြီးတော့သူကဂွီနိုင်ကိုစုံစားခိုင်းပြီးသူကတော့ဝင်ပြေးမဲ့သူကလုံနေတာကြောင့်ဂွီနိုင်တော့မလှုပ်ချင်ဘူးလို့ပြောလိုက်တာပါ ။ဂွီနန်သူရဲ့ကြွပေါက်လည်းမဟုတ်တော့သူနောက်လိုက်လည်းမလုံးတော့ဘူးလို့ပြောလိုက်တဲ့သူကပါးရိုက်ခံလိုက်ရပါလိမ့်။အဲနောက်ဂွီနန်နဲ့ကောက်ကထွက်လာပြီးတော့ဒူဒူထွက်မယ်လို့ပြောကဆွဲထုတ်လိုက်ပါလိမ့်။ပြီးတော့ဂွီနန်လက်ဆွဲညှစ်ထားပြီးတော့ကယ်ပြီးပါလို့ပြောခိုင်းပါလိမ့်။ဒါပေမဲ့ဂွီနန်တော့မကယ်ချင်တာကြောင့်လက်ကိုအိုးတွေထွက်တဲ့ထိရိုက်ချိုးပြီးတော့ဇွန်ပြီးစာကျွေးပြစ်လိုက်ပါလိမ့်။အဲဒီမှာတော့ဂွီနန်အမှန်ကသူ့မျက်နှာကိုကြည့်ပြီးတော့ချောင်းဆန်းအောင်မျက်လုံးကလော်ထုတ်ပြစ်မယ်လို့ကြိမ်းဝါနေခဲ့တာပါ။တပတ်မှာတော့အွန်ဂျိုကအတားအဆီးမင်းမင်းစောက်ပြီးတော့ဒူရီယာတွေပါအသုံးချကသကျင်းသားနဲ့ဇွန်ဘီတွေကိုခေါ်ဖို့ကြံပေးနေပါလိမ့် တကားသာဖွင့်နိုင်ဇွန်မီကအတန်ကြာဝင်လာမှာဖြစ်လို့ဒိုင်တောင်ရှင်းလာတဲ့သူတို့တွေအနောက်တကားကနေခေါင်းမိုးဓာတ်ကိုတက်သွားလို့ရတယ်လို့အွန်ဂျိုကပြောလိုက်ပါတယ်။ချောင်းဆန်နဲ့အွန်ဂျိုပြောတာနားလေသွားပြီးတော့ဇဝဲနဲ့အကာအကွယ်ဆောင်ရမယ်ဆိုတာကိုတီသွားပါတယ်။အွန်ဂျိုကတော့သူတို့လူအုပ်စုကတိတ်မများပေမယ့်ဇွန်မီကပိုများတာကြောင့်ဇွန်မီတွေဝင်လာမယ့်နေရာကိုပိုကျကျထားမယ်လို့ကြံပေးလိုက်ပါတယ်။အဲနောက်မှာတော့ချောင်းဆန်နဲ့အွန်ဂျိုပြောတာကိုလက်ခံပြီးတော့ပြောတာကိုရင်လုံပြီးနောက်မှသာနောက်ဆက်ရကိစ္စကိုစဉ်းစားကြမယ်လို့ပြောလိုက်ပါတယ်။ ဂျူအောင်ကတော့ TV ကိုတွေ့ပြီးတော့ချိတ်လိုက်တော့အတန်းကျဲဖွင့်လို့ရမယ်ဆိုပြီးတော့ပြောပြနေတာပါဂျူအောင်ကတော့ရင်သုံးလျက်စိတ်ကြိုးရှားမှဖြစ်လို့ဂျီမင်းတို့ကကူညီတောင်းလိုက်ပါတယ်။အွန်ဂျိုကတော့ဇီယိုတို့စီလာပြီးတော့လက်ကကြိုးကိုတလောင်းနဲ့ပဲဖြီးလိုက်ရအောင်လို့ပြောလိုက်ပါတယ်။အဲနောက်အွန်ဂျိုကလက်ကကြိုးကိုဆွဲဖြုတ်မယ်အချိန်မှာဇီယိုကနမ်ရာလက်ကိုကင်ပြီးတော့အွန်ဂျိုဖြုတ်တာကိုရှောင်လိုက်ပါတယ်။အွန်ဂျိုလည်းဇီယိုအဲ့လိုလုံးနေနမ်ရာအဆုံးထိတငယ်ချင်းတွေဘေးကိုသွားနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အတန်းသားတွေကလည်းနမ်ရာစီမလာပဲနေမှာလို့ဇီယိုကိုပြောလိုက်ပါတယ်။ မုံပြစွာကူးဆက်တတ်လိုမျိုးယုံကြည်မှုကလည်းကူးဆက်တတ်တာကြောင့်နမ်ရာတို့လက်ကိုဖြီးပေးလိုက်ပါလေနမ်ရာတို့အုံချိုကသာအတန်းကောင်းဆောင်ဖြစ်တင်တာလို့ပြောလိုက်တာပါအဲဒါမှမဟုတ်နမ်ရာလည်းစူရောနဲ့အတူဝင်ကူးနေပါလေတပတ်မှတော့အုံချိုဖေးကရဲစခန်းတစ်ခုထဲဝင်ပြီးတော့အနာအတွက်ဈေးထည့်နေပါလေအဲဒါအပေါ့ဝင်သွားမှာဇွန်ဘီတွေကိုတွေးလိုက်တာကြောင့်အုံချိုဖေးကချက်ချင်းပဲကန့်သက်အေဗီယာတကားကိုရိုက်ဖြတ်ပြီးတော့ဖြွင့်ပါတော့တယ်ဇွန်ဘီကလည်းအတန်းကြားကိုအတင်းဝင်လာကြတဲ့တို့ကအုံချိုဖေးလည်းမြန်မြန်တကားကိုဖြတ်ရပါလေတကားဝင်ပြီးထဲကိုရောက်တဲ့အခါမှာတော့အုံချိုဖေးက တော့ခါရတဲ့တန်ပန်းကိုရိုက်ဖွင့်ပြီးတော့တနတ်တလက်ကိုကောက်ယူလိုက်ပါတယ်ဇွန်ဘီတွေကတော့ဒဲသံကြော်ပြီးတော့ဝင်လာကြတဲ့တော့အွန်ဂျိုဖေးလည်းအ мян ကြီးစံထဲ့ပြီးတော့သူ့စီလာတဲ့ဇွန်ဘီတွေကိုပြစ်တက်လိုက်ရပါတယ်အဲနောက်မှာတော့အွန်ဂျိုဖေးကရဲစခန်းလက်နက်တွေထားရကန်တဲ့ area ရဲ့ brain box ကနေထွက်ပြီးတနတ်တလက်နဲ့လမ်းပေါ်ဥတက်ပါတော့တယ်တဖက်မှာတော့ចောင်းသားတွေကအကာအကွယ်တွေစောက်ပြီးတော့လိုအပ်တာတွေကိုပြင်ဆင်နေကြပါတယ်ဇွန်ဘီအုပ်စုကြီးကများပြီးတော့အပြုံလိုက်ဒိုးဝင်နိုင်တာကြောင့်အကာအကွယ်ပွင့်မသွားအောင်တေးချပြင်ဆင်နေကြတာပါအဲနောက်မှာတော့ဂျွန်အောင်ကလည်း ။ TV နဲ့ချိတ်ဖို့ဂျိုးတွေရှာတွေ့သွားအတွက်အမြန်ဖွင့်လို့ရအောင်လုပ်နေခဲ့ပါတယ်။တပတ်မှာတော့မိချင်းတို့ဖွဲ့တဲ့ဂျုံဆောင်တို့ကတန်းဆောင်လုပ်ပြီးတော့အပြင်ခေါ်သွားဖို့လုပ်နေကြပါတယ်။ညာပြည့်တဲ့ဗုတ်ပြားတောက်တိုင်နဲ့ညာပြည့်သမားတွေအင်ဂျီတွေကိုတုံးကအရေးပေါ်လူနာထန်းစင်လုပ်ခဲ့ကြပါတယ်။ဂျုံဆောင်တို့စီနီယာဖြစ်ပေမဲ့အသေးငယ်နေရာကြောင့်နည်းနည်းလေးထိတာနဲ့အော်အော်နေတာပါ။မိကျင်းကတော့ဆေးလိမ်နဲ့လက်မပြတ်တဲ့သူဖြစ်ပြီးတော့ကုလိုချင်းဒီမှာသူဆေးလိမ်မတောင်းမရအောင်တီးခံနေရတဲ့ကြောင်ဂျုံဆောင်ကိုပြောပြနေပါတယ်။အဲနောက်ဒံရရနဲ့ဂျုံဆောင်ကိုမင်းကျင်းနဲ့မိကျင်းကလူနာထန်းစင်ကိုတဲပြီးတော့ဂျုံဆောင်ကိုခေါ်ထုတ်ကြမှာပါ။ ဟာရီကတော့အဆောင်နောက်လမ်းကသွားဖို့ပြောနေပြီးတော့ဒင်းနစ်ကွင်းဖြတ်ပြီးတာနဲ့ဆောက်လို့ရေးဆိုင်ကြော်ရင်တောင်မဟုတ်တက်လို့ရတယ်လို့လမ်းကြောင်းပြောပြနေပါတယ်။မင်းကျကတော့လုံနိုင်ပါမလားမေးနေရကြောင်ဟာရီလည်းမသိဘူးလို့သာပြောလိုက်ပါတယ်။ဟာရီကတော့မင်းကျကိုမရတော့ဘူးထင်ဒီတိုင်းချပြီးတော့ပြစ်ဖို့မာနေပါတယ်။အဲနောက်မှာတော့မိချင်းကမြားဘူးတဲ့မြားတွေအကုန်ယူပြီးတော့ဂျွန်ဆောင်လက်ထဲထည့်ပေးထားလိုက်ပါတယ်။ကြောင်ရင်ကတော့တကယ်လို့ချရတဲ့မြားကုံစားပြုတ်လိုက်ဂျွန်ဆောင်ကသာသူတို့ကိုကဲရတော့မှမလို့ပါဘူး။အဲနောက်မှာတော့လမ်းကြောင်းကိုဂျန်ဟာရီကဥဆောင်ပြီးတော့ဂျွန်ဆောင်တော့မိချင်းနဲ့မိချင်းမပြီးတော့ထွက်လာပါတယ်။ ါမှလည်းဂျုံဆောင်ကိုကလေးတာကြောင့်ထင်သာသူလွယ်နေပဲဇိုမီဒီကလည်းအတန်တဲတဲကြားနေကိုပြေးလာကြပါပြီအားကြောင့်သူတို့လည်းဂျုံဆောင်ကိုထမ်းစင်းနေတော့ပြန်မမနိုင်ပဲညာပြည့်စင်နာတို့ဂျိုးတိုက်ဆွဲသွင်းပြီးတော့ဇိုမီဒီမလာခင်တကောက်လိုက်ကပါပိတ်ထားလိုက်ကြပါလိမ့်ဂျုံဆောင်ကဘသူမှသူ့ကိုမတင်နိုင်တာကြောင့်မီချင်းတို့ပဲသွားဖို့ပြောနေတာပါမီချင်းတို့တို့သာထားသွားရင်နောက်တစ်ချိန်မှာဂျုံဆောင်က Facebook မှာတင်မှာပဲမလားလို့စာနေခဲ့ပါလိမ့်ဂျွန်ဆောင်ကသူ့ရှိတဲ့ဟိုင်းကိုတတ်ခဲ့တဲ့မီချင်းကိုသဘောကောင်းကြအောင်ဆောင်းနေနေလို့ပြောနေခဲ့တာပါ။ဂျန်အရီကတော့ဒီထက်ပိုပြီးတော့ကြမ်းခံကိုထပ်လုပ်ကြည့်ဖို့သာပြောပါတယ် ဟာရီနဲ့မေဂျာပြင်ဆင်မှုထွက်သွားတာကြောင့်မီဂျင်းနဲ့ဂျွန်ဆောင်ပဲကြံနေခဲ့ပါလေဂျွန်ဆောင်ကသူ့ကိုစိတ်ပြတ်နေအကြီးနဲ့ကြည့်နေမီဂျင်းကိုသူဘယ်လောက်ဒီနာကျင်နေရလဲမသိပဲလာကြည့်မနေဘူးပြောပါလေမီဂျင်းကတော့ဆောင်ပွဲဖြေတိုင်းအဲ့လိုခံစားကြပဲဖြစ်လို့သိတယ်လို့ပြောလိုက်တာပါဒါပေမဲ့မီဂျင်းကနာလို့ဆိုပြီးတော့လုံနိုင်တာအကန့်အသတ်ရှိတဲ့တော့ပေါက်ကရံပြောပဲငင်ငိမ့်နေဖို့ဂျွန်ဆောင်ပြောလိုက်ပါလေဂျွန်နဲ့တစ်ဖက်မှာလည်းချောင်းဆန်းတို့ကြက်ကြော်ဆိုင်နဲ့ရောက်နေတဲ့ရဲနဲ့အမှုစစ်ရဲကတော့ကြက်ကြော်ထဲတဲ့စက်ကူဘူးတွေကိုတုံးပြီးတော့အကိုက်မခံဖို့ရေးကြီးနေရာတွေကိုတိတ်တွေနဲ့ပတ်နေခဲ့ပါလေ အမှုစေရဲကတော့သူတို့စီပြေးလာလို့ကဲတင်ထားခဲ့တဲ့ကလေးလေးတွက်ပါပြင်ဆင်ပေးနေကြတာပါရဲကတော့သူတို့အရင်ဒီကထွက်ပြီးတော့စစ်တပ်ကိုပို့ကကလေးလေးကိုလာခဲ့ခိုင်းမယ်အစီအစဉ်ကပိုကောင်းတယ်လို့အမှုစေရဲကိုပြန်ရှင်းပြပါတယ်အမှုစေရဲကတော့သူပြောစရာတုံ့ပြန်မရှိရတဲ့အတွက်ရဲလေးစိတ်ပြက်ပြက်နေသူတို့သာအကုန်သေးကုန်ရေးကြီးတဲ့ laptop ကိုဘသူယူမလဲလို့ပြောလိုက်ပါတယ်အဲ့တော့အမှုစေရဲကရဲနာမည်ဟိုချောဖြစ်တာကြောင့်နာမည်ကိုခေါ်လိုက်ပြီးတော့လူတွေကအန်နေကြုံဘာလို့ဘေးကင်းအားစီကိုပြေးလာတယ်သိလားလို့မေးလိုက်ပါတယ်ဟိုချောကဘာမှမပြောတာကြောင့်အမှုစေရဲလေတယောက်ကတော့အန်နေများတော့အစားလုပ်ပြီးတာကြောင့်ပဲလို့ပြောလိုက်တာပါ ဟိုချွာတော့အန်တဲ့များတာတွေသူတို့နေတဲ့ဆားလုံးပေးနေကြမှာရှိဘူးလို့ပြောပါတယ်။အမှုစီရဲလည်းကမ်းလှမ်းတိုက်နေဟိုချောကိုစိတ်တိုးပြီးတော့ရိုက်ပြဖို့လက်ရွယ်လိုက်တာပါ။ပြီးတော့မှအမှုစီရဲကတကယ်လို့ဟိုချောသာတေသွားရင်အထက်ကိုတောင်းဆိုပြီးတော့ဗိုလ်ချုပ်ကြီးဤစွန်းရှင်းလောက်ကြီးတဲ့ရုပ်ထုမျိုးဟိုချောရဲ့ရုပ်ထုစောင့်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှတော့အမှုစီရဲလည်းအရန်စကားများပြီးတော့ကမ်းလှမ်းတိုက်တဲ့ဆိုးတက်သူကြောင်းစင်းဟိုချောရဲ့ပါးစပ်ကိုလက်ထဲကတိတ်နေခဏပိတ်လိုက်ပါတယ်။သူတို့ညောင်စကားများနေအောင်ကြည့်နေကလေးမလေးကတော့ဟိုချောကြောက်နေဒီမှာသာနေခဲ့ဖို့ပြောလိုက်ပါတယ်။ အိုင်နော်မာအမှုစီရဲကသူနဲ့တူဆိုင်ကဲစီးပြီးတော့ဒီကနေထွက်သွားကြမယ်လို့ဂလေးမာလေးကိုပြောပါတယ်ဂလေးမာလေးကတော့ဆိုင်ပြင်ဘက်ကိုလှည့်ကြည့်ပြီးသူမေကောမခေါ်ဘူးလားလို့မေးလိုက်တာပါအမှုစီရဲလည်းအမေဖြစ်သူကိုလမ်းကြည့်နေဂလေးမာလေးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်အမှုစီရဲကတော့ဂလေးမာလေးစိတ်ချမ်းသာအောင်အမေဖြစ်သူကိုနောက်မှပြန်လာခေါ်ပါလို့ပြောလိုက်ပါတယ်အဲနောက်တွေ့ဝေနဲ့ဂလေးမာလေးကိုအအောင်ပြောင်းဖို့အမှုစီရဲလည်းစကားတွေတောက်ဆောက်ပြောနေခဲ့ပါတယ်အမှုစီရဲကတော့ဂလေးမာလေးနဲ့ရွယ်သူသားတစ်ယောက်ရှိနေပြီးဒါလေးကအရန်ချောတဲ့ကြောင့်ဂလေးမာလေးကိုပြောပြနေတာပါအဲကြောင့်အမှုစီရဲကသားဖြစ်သူနဲ့ဂလေးမာလေးကိုနောင်ကြရင် မိစ္ဆာပေးမယ်လို့ပြောတဲ့ခါမှကလေးမလေးကတော့သူ့မှာရည်စားရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။မူစီရဲကလည်းဘာပြောမှမသိအောင်ဆုံးအားသွားတဲ့တော့အန်အော်ရဲကြီးနဲ့သာကြီးနေခဲ့ရပါတယ်။အန်အမတော်မူစီရဲကသူတို့တွေအပြင်ထွက်တာနဲ့ဘာလို့ရမလဲသိလားလို့ကလေးမလေးကိုမေးပါတယ်။ကလေးမလေးကတော့အမှုစီရဲတင်မိထားအတိုင်းပဲမျက်လုံးမှိတ်ပြီးတော့အမှုစီရဲကိုဖတ်ထားမယ်ဆိုတဲ့စကားကိုပြန်ပြောလိုက်တာပါ။အန်အမတော်မူစီရဲကဟိုချိုးအသိမ်းဖြစ်ပြီလားလို့မေးနေပြီမေး။မစွန်စားခြင်းနဲ့ဟိုချိုးကတော့ခေါင်းသာခါနေတာပါ။တကယ်တမ်းမှာဟိုချိုးကအမှုစီပေးတာဒုတ်ကိုကိုင်ပြီးတော့နောက်တန်းကနေတိုက်ခိုက်ပေးနေရတာပါ။ မိုးစေးရဲကတော့ဆိုင်ကဲမောင်းပြီးတော့ဟီစုကလေးကိုဂျာကင်အင်ကြီးလက်ထက်ကကလေးမလေးတော့သူနဲ့ဟိုချောချမှာထားထားခဲ့ပါလိမ့်ဟိုချောလည်းအနောက်ကလိုက်လာဇွန်ဘီအုတ်ကြီးကိုကြည့်ပြီးတော့ကြောက်လန့်တကြားနဲ့အော်ဟစ်နေပါပြီဇွန်ဘီကတန်ကြားလိုက်လာကြတာကြောင့်ဟိုချောရဲ့ပါးစပ်ကိုပိတ်ထားပြီးမိုးစေးရဲကပြောနေခဲ့ပါလိမ့်ဟိုချောကတော့တေးအောင်အော်နေနဲ့ဘေးကလာကြဇွန်ဘီတွေကိုလက်ထက်ကဒုံနဲ့ချနေခဲ့ပါလိမ့်ဇွန်ဘီတွေကတော့သူတို့ဆိုင်ကဲကိုမီလောက်တဲ့အထိမြန်နေတာကြောင့်ဟိုချောကဇွန်အော်နေပြီးတော့မိုးစေးရဲလည်းအရှိမဇွန်ဘီတွေကိုရှောင်လွှားပြီးတော့မောင်းနေရပါလိမ့် အဲနောက်မူစီရဲ့လည်းနေရာတိုင်းမှာဇွန်ဘီတွေရှိနေတော့ကွေးပတ်မောင်းနေပြီမဲ့နောက်ဆုံးတော့လမ်းကြားတစ်ခုတည်းရောက်လာပါတယ်။အဝေးအကျင်းတော့လမ်းဆုံးနေပြီမဲ့နောက်ဖေးလမ်းကြားလို့လမ်းချင်းချင်းလေးရှိနေပါသေးတယ်။ဒါတော့မူစီရဲ့လည်းဇွန်ဘီတွေကိုမျှောက်ဖို့တော့ဆိုင်ကယ်ဟုံးကိုဇက်လိုက်တီးနေခဲ့တာပါ။အဲချိန်အတန်ကြားကိုဇွန်ဘီအုပ်လိုက်ကြီးရောက်လာပြီးတော့အမူစီရဲ့လည်းဇွန်ဘီတွေရောက်မှဆိုင်ကယ်ကိုထွက်ပါတော့တယ်။အဲနောက်ဆိုင်ကယ်တော့လမ်းကြားတဲကနေစင်ပြေပြေမောင်းနေနိုင်ပြီမဲ့အသီးစိမ်းရှိတဲ့ဇွန်ဘီအုပ်စုကြီးကတော့အဆူလိုက်ပြုံးလိုက်တိုးနေတာကြောင့်လမ်းကြားအဝင်ဝါးနဲ့ညက်ပြီးတော့အုပ်စုကြီးပြိုကျကကြံနေခဲ့ပါတယ်။ အဲ့တော့သူတို့တွေကဇွန်ဘီတွေလက်ကနေအေးဆေးလွတ်လာခဲ့တဲ့တော့ဟိုချောလေးပြောပြီးတော့အောင်ပွဲခံနေပါတယ်အမုတ်စေးရဲကတော့ဇွန်ဘီတွေထတ်လိုက်တာမှခံကြေးတိတ်တိတ်နေဖို့ဟိုချောကိုသတိပေးလိုက်ပါတယ်အဲ့တော့မှသူတို့ဆိုင်ကယ်ဖြတ်လာတဲ့ချိန်မှာကဲပါလို့အော်ခွန်နဲ့ယောက်ျားလေးတယောက်အတန်းကိုကြားလိုက်ရပါတယ်သူတို့တွေလည်းလိုက်ရှာပြီးမှနေရာနဲ့မတွေ့ခဲ့ပါဘူးတကယ်တော့အဲ့လိုကဘလော့ဂါတယောက်ဖြစ်ပြီးတော့သူကမူဂျိုဇွန်ဘီလေးတွေလိုက်တာခံနေရတာတော့ခေါင်းပိုးပေါ်တက်နေနေတာပါအမုတ်စေးရဲလည်းတွေ့သွားပြီးတော့ဆိုင်ကယ်ဆက်ကိုရက်လိုက်ပြီးမှဟိုချောကတော့ဆိုင်ကယ်မဆန်းတော့တဲ့အတွက်မမြင်အောင်ဆောင်ပြီးတော့ပဲထွက်သွားခိုင်းပါတယ် အိုင်တော်ဟိုချောအမှုစေးရဲ့မြမြန်ဆိုင်ငယ်ထွားလို့တော့မှဇွန်ပြီးလာနေပြီလို့တော့ခြောက်လိုက်သေးတာပါမှုစေးရဲကတော့မရှိတော့အရှိလို့ပြောနေဟိုချောကိုခေါင်းကိုတစ်ချက်ကျိုးကြီးလိုက်ပါလေအိုင်တော်မှအမှုစေးရဲကဘလော့ကာကောင်လေးကိုဆင်းလာခိုင်းမိမိသူက၆ရောက်ထိဒါအကြောင်းဆင်းလာလို့မရပါဘူးအိုင်တော်ဟိုချောကလည်းဒီတိုင်းမောင်းသွားတာပေါ့မှုစေးရဲကိုကတ်တိုးလေးထပ်ပြောနေပါလေမှုစေးရဲကတော့ဆိုင်ငယ်ဘောကဆင်းပြီးတော့ကလေးညောင်ကိုဟိုချောလက်ထဲကိုအပ်လိုက်ပါလေအိုင်တော်ဆိုင်ငယ်နီနီကကထားဖို့ပြောပြီးတော့မှုစေးရဲကတော့ချန်စီကိုကြောဝင်နေတာပါဒါပေမဲ့နောက်မှလည်းဇွန်ပြီးတွေကလာတော့မှဖြစ်လို့ဟိုချောကတော့မဆောင်တော့ပဲမောင်းပြီးသွားပါတော့တယ် ဒါရောမူဆေးရဲ့ချန်စီကိုတက်နေတဲ့ဒန်လိုင်းဇိုးတက်သူဟူချောကိုအော်ခေါ်နေပြီမလဲဟူချောကတော့တချိုးနဲ့လက်သွားခဲ့ပါပြီတမမတော့ဂီတာခန်းဗရေးမောက်ကနေကော်ရီတာကိုအုံးချိုတယောက်အခြေအနေသိအောင်ကြည့်နေခဲ့ပါတယ်ကော်ရီတာတစ်လျှောက်ဇွန်ပီးတွေပြည့်နေပြီတော့လက်လုစပဲထွက်များတဲ့အနေထားမျိုးပါခန်းထဲမှာတော့ចောင်းသားတွေကသူတို့တို့ကထွက်ပြေးဖို့အပေါက်ကူတီချာလုံးနေကြပါတယ်ခြေနေကြည့်ပြီးတဲ့အုံးချိုကတော့တငယ်ချင်းတွေကိုတလောက်ဆိုအဆင်ပြေဖြစ်လို့ရပြီလို့ပြောလိုက်ပါတယ်ဒဲဆိုလဲအုံးချိုတို့ကိုနေရာလက်ကြံနေရာတော့မပြန်လာဖို့ခေါ်လိုက်တာပါ အဲ့နောက်သူတို့အားလုံးလည်းဝင်ကြဖို့လောက်ကြပြီးတော့ဆူရော့နမ်ရာအုံးဂျိုတို့လည်းဝင်သွားကြပါလိမ့်။ချောင်းဆန်းမွေပဲရက်နေရာကြောင့်အုံးဂျိုလည်းဘာလို့မလာလဲလို့မေးလိုက်ပါလိမ့်။ချောင်းဆန်းတော့တယောက်ကတကားဖွင့်ရမှာဖြစ်လို့သူနေခဲ့မှာဖြစ်မယ်လို့ပြောလိုက်ပါလိမ့်။ဒဲဆူလည်းဒါလိုမလုပ်ပဲကောင်းနေနဲ့ထပ်သုံးပါလို့ပြောနေပါလိမ့်။ချောင်းဆန်းတော့အစီအပြေတဲ့အတွက်သူပဲဖွင့်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာပါ။ဒါပေမဲ့ဘသူအကူကြီးမှမယူတဲ့ချောင်းဆန်းစကားကိုနားမထောင်ပဲခုံကနေပြန်ကြော်ပြီးတော့အပြင်ကိုထွက်လာတာကတော့ဆူရော့ပါပဲ။ဆူရော့ကတော့အန်နဲ့များတဲ့ကိစ္စကိုချောင်းဆန်းကမလုပ်စေချင်တာကြောင့်ချောင်းဆန်းနဲ့တူတူသွားမယ်ဆိုပြီးတော့တကားစီကိုထွက်လာလိုက်ပါလိမ့်။ အားကြောင့်ဆူယောနဲ့ချောင်းဆန်းတို့အပြင်မှာကြံနေသေးတဲ့ခုံနဲ့စပွဲတွေမပြီးလို့တကားဝါမှာအကာအကွယ်ထပ်ကာလိုက်ပါတယ်။အဲဒါမှတော့ဆူယောကဂူနန်နဲ့ချောင်းဆန်းတို့ကြားတစ်ခုရှိနေရလားလို့ချောင်းဆန်းကိုမေးလိုက်ပါတယ်။ပြီးတော့ဆူယောကသူနဲ့ဂူနန်တွေ့တော့ကဂူနန်ရဲ့အချောင်းဆန်းကိုမေးပြီးတော့အရန်တက်ချင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ချောင်းဆန်းနဲ့ဂူနန်အကြောင်းအကြီးကိုတတ်နေတာသူမြင်လိုက်တဲ့တော့ချောင်းဆန်းကသူ့ကိုရဲတိုင်းပဲလို့ပြောခဲ့တဲ့အကြောင်းဆူယောကိုပြောပြပါတယ်။အဲလိုနဲ့ဂူနန်ကိုချောင်းဆန်းပြောလိုက်တဲ့ချိန်ကစပြီးတော့ဂူနန်ကသူ့ကိုပါလိုက်တတ်တဲ့အကြောင်းဆူယောကိုရှင်းပြလိုက်တော့တာပါ။ ်ဇော်လေဂွီနန်သူနဲ့ရန်ဖြင်းနဲ့လေးဓာတ်အလွားပြုတ်ကြတာကြောင့်ဒေသွားပြီလို့ချောင်းဆန်းစိအောင်ပြောပြလိုက်ပါတယ်ပြီးတော့ဆူရကသူဝင်ကလေးကနန်ရာကိုကြိုက်ခဲ့တဲ့ကြောင်းပြောပြီးတော့အွန်ဂျိုဘောကောင်းပေးဖို့နဲ့တုံတုံအားမလုပ်ဘဲယောက်ျားလိုဆက်ဆံမှုတွေပြောလိုက်ပါတော့တယ်အဲနောက်ဆူရလည်းသူ့ကိုကြောင်ကြည့်နေချောင်းဆန်းကိုတကားဖွင့်တော့မှမလို့အမြန်သွားခိုင်းလိုက်ပါတယ်ဒိုနဲ့ချောင်းဆန်းပေါ်တက်ပြီးတိတ်မကြားခင်မှာပဲဆူရလည်းတကားဖွင့်ပြီးတော့အမြန်ပြေးထွက်လာလိုက်ပါတယ်ဇိုမီတွေကတော့တကားဖွင့်လိုက်တာနဲ့ပျော်ပြီးတော့ယောက်လာကြတဲ့တို့ကဇူအိုတယောက်ကာကွယ်တဲ့ကိုအမြန်ဝင်းပြီးတော့ခုံနဲ့ကာထားလိုက်ပါတယ် အနာမရကော့ဒ်တွေကဂီတာကြောင်းသားတချင်းတိုက်နေကြတာကိုဂျွန်အောင်က TV နဲ့ချိတ်ပြီးတော့ဖြန့်လိုက်ပါလေ။ဆိုမီဒီယာ TV ကိုကြော်ပြီးတော့တို့တို့စီအုံလာကြတာကြောင့်တို့လည်းမတိုင်းအောင်ခုခံထားရပါလေ။အနာမရအုံကြိုလေဒီပုံစံတိုင်းဆိုမှဖြစ်တော့ဘူးဆိုပြီးတော့ဗရေးမောက်ကိုကြည့်တဲ့အခါမှာပြင်မာဇွန်ဘီတွေဂျန်နီတရာကိုကြည့်ပြီးတော့ထွားပြေးလို့မရသေးမှန်းကိုတီးသွားပါလေ။အနောက်ကြောင်းသားတွေကတို့တို့ကခိုင်းမဲ့ထင်ခဲ့တဲ့ပစ္စည်းတွေနဲ့စောက်ခဲ့တဲ့အကားွယ်ကိုတန်နိုင်သမျှကိုအားနဲ့တွန်းပြီးတော့ဇွန်ဘီတွေဝင်မလာနိုင်အောင်ကာပီးထားကြပါလေ။ပစ္စည်းတွေကတရွေ့ရွေ့နဲ့ကြာလာမလို့ဒဲဆူလဲအော်တောင်ဆဲမိနေပါပြီ။ ။ဝန်ကျိုလဲဒဲစုအတန်ကြားပြီးအပြင်ကသချင်းတန်တိုးနေရကြောင်းဆိုဗီဒီယိုအတန်ပေးပေးဖို့ဒဲစုကိုပြောလိုက်ပါလေ။အိုင်နောအော်ဆဲလိုက်တဲ့ဒဲစုအတန်ကြီးကိုကြားပြီးတော့ရှိပြဇုံဘီတွေကဂီတာခန်းနဲ့ဝင်လာကြပါတော့လေ။တို့နဲ့ဂွီနာမှာကြားသွားပြီးတော့ဇုံဘီတွေသွားတဲ့နောက်ကိုလိုက်ကချောင်းဆန်းနဲ့ဇူရောစီကိုလာစားချေဖို့ပြန်လာနေပါလေ။ဝန်ကျိုလဲဒူရီယာတို့ကကောက်ကင်ပြီးတော့နောက်ကနေအတန်ပေးနေပါလေ။ဂျန်နဲ့ဂျီမင်းတို့အုပ်စုကလည်းကြောက်တဲ့စီလာပြီးတော့ဒူရီယာတွေကိုရိုက်ကဇုံဘီတွေဝင်လာလို့အတန်ပေးနေကြတာပါ။ချောင်းဆန်းတို့တောင်းခံထားနေတဲ့အနောက်တကားကိုကြည့်နေတော့ဟူချင်းကိုလှမ်းပြီးတော့မေးလိုက်ပါလေ။ ဝူချင်းလည်းပြင်ပေါက်ကိုကြည့်ပြီးတော့ဇွန်ဘီတွေအခုထိကြံနေသေးတာကြောင့်အားလုံးတောင်းခံထားဖို့လမ်း online ပါတယ်ဒုတိယဇန်နေ့ကျောင်းဇွန်ဘီတွေပိုများလာပြီးတော့အရေးတကားကြီးပါကြိုးကြသွားပါတော့တယ်ဝန်ကြိုးတို့အဖွဲ့ရွယ်ချက်ကတော့ဇွန်ဘီတွေကုန်ဒီခန်းထဲမှာစုနေဖို့ဖြစ်ပြီးရတာနဲ့သူတို့ကအနောက်တကားအတဆင့်ထခိုးအမြန်တက်ကြဖို့ပဲဖြစ်ပါတယ်ကျောင်းဆန်းတို့ကတော့ပိုပိုများလာတဲ့ဇွန်ဘီတွေကိုတောင်းခံနေနေဝူချင်းကိုလမ်းလမ်းကြည့်နေကြပါတယ်ဒုတိယဇန်နေ့ပိုကျေလာနေမြဇွန်ဘီတွေကတခန်းလုံးအုံထတောင်းကြနေကြပါတယ်ဆိုမီဒီကစားလောင်မှုတွေနဲ့တူအတန်ကြာကသူတို့ကိုစားဖို့ အထက်တိုင်းကဇွန်ဘီတွေအကုန်ဆင်းပြီးတော့လာပြုံနေကြပါတယ်။အရန်အများလာတဲ့ဇွန်ဘီတွေကြောင့်ဆက်ပြီးတော့တောင်းခံခတ်နေတဲ့သူတို့ဟာဒုတိယတီးနေသူတွေလည်းဆက်မတီးနိုင်မယ့်အကာအကွယ်မှာလာပြီးတော့ရဲရပါတော့တယ်။ဂျီမင်းတို့လည်းတဲကဒုတိယနေနဲ့အကာအကွယ်ကိုတိုးဝင်လာတဲ့ဇွန်ဘီခေါင်းတွေကိုချပါတော့တယ်။ဂုံတွေပါပြုတ်ကြလာကြောင်းဘုံတီးနေနန်ရာလည်းတီးနေကထပြေးလာပြီးတော့လာကာပါတော့တယ်။နန်ရာထီမှာကြောင်းနေဆွေကောင်နန်ရာခေါင်းပေါ်လက်ကျလာဇွန်ဘီမှန်မြောက်ခုံနေပစ္စည်းတွေနဲ့ကောက်ရိုက်နေပါတယ်။အဲ့နောက်အွန်ဂျိုတို့ပါအကာအကွယ်မှာလာတောင်းခံနေနေဦးချင်းအချက်ပြတာကိုပဲစောင့်နေခဲ့ပါတယ်။ ဆိုမီဒီယာပူပူဆိုးလာပြီးတော့ကြော်တက်လာနိုင်တာကြောင့်သူတို့လည်းမနေကိုထိန်းထားပါလိမ့်။ចောင်းဆန်းတော့ကြော်တက်ခြင်းနဲ့ဇွန်ဘီကိုတွေ့ရတုံးနဲ့ဆွဲပြီးတော့ရိုက်နှက်နေပါတော့တယ်။အကာအကွယ်ကပြုတ်ကြကန်ပြီးဖြစ်နေရကြောင့်ဝူချင်းကိုလှမ်းပြီးတော့អော်လိုက်ပါလိမ့်။ဝူချင်းလည်းဖီးရည်များပြီးတော့ဘာမှမတက်နိုင်တော့တဲ့သူကစိတ်ညစ်နေကြတာပါ။ဒေဆိုတော့မတောင်းခံနိုင်တော့တဲ့သူကဘယ်လောက်ထိလိုသေးလဲလို့ဝူချင်းကိုထမ်းမေးလိုက်ပါလိမ့်။ဝူချင်းကတော့ဗရင်ပေါက်လိုက်ကားနေတဆင့်ပြင်ပါကော်ရီတာကိုကြည့်လိုက်တဲ့အခါမှာဇွန်ဘီနဲ့နဲ့လောက်ကြံနေပြီးအခုမှပြေးဝင်လာတာကိုတွေ့လိုက်ရပါလိမ့်။ဝူချင်းလည်းခဏလောက်စောင့်မှုပြောလိုက်ပြီးတော့ အားလုံးကိုနည်းနည်းလောက်ထပ်တောင်းခံပေးထားဖို့တော့အော်ပြောနေခဲ့ပါလေအပေါ်တွေကနေတက်ပြီးတော့ကြိုအင်းနဲ့တိုက်ခိုက်ခြင်းနဲ့ဇုံမီတွေလည်းရှိတယ်တော့တောင်းခံနေုံနေပေါ်ပဲရှိမှပစ္စည်းတွေရသလောက်ဇုံမီတွေကိုတိုက်ခိုက်နေရတာပါသူတို့တွေကထပ်တိုင်းမှာရှိတဲ့ဇုံမီတွေကိုများခွန်နိုင်ခဲ့ပြီးတော့အခုဒီဇုံမီတွေကကုမ္ပဏီသေးတာကြောင့်ပို့ပို့ပြီးတော့တောင်းခံရင်အသက်ရှင်နိုင်ဖို့မျှော်လင့်နေကြပါလေတပတ်မှာတော့ဂျဲဂျုံလို့ခေါ်တဲ့တပ်သားကဇုံမီဖြစ်သွားတဲ့တော့သူ့ကိုချုပ်ပြီးတော့အထူးကန်းတွေကိုထည့်ထားပါလေသူတို့တွေကကုသဖို့ဖြစ်ဖြစ်ကာကွယ်ဖို့ဖြစ်ဖြစ်ဈေးထိုးတဲ့အတွက်ဂျဲဂျုံကိုလေးလာကြမှာပါ ါပေမဲ့အဲ့လိုလုပ်ဖို့ပြည်စီရောလွင်ရပါမရှိတာကြောင့် KDC ဘက်ကိုပို့မှရမလို့ဘုံမကြီးကိုပြောနေခဲ့ပါတယ်ဘုံမကြီးကတော့ဘလို့အခြေအနေကြောင့်ပဲဖြစ်ဖြစ်ကွာရန်တင်းဇုံကနေထွက်လို့မရတာကြောင့်ပြည်သားရှင်တွေငှားပြီးတော့လိုအပ်တာအကုန်ပေးဖို့သာပြောလိုက်ပါတယ်ပြီးတော့လိုအပ်တဲ့ကရိယာတွေနဲ့စေးထောက်ပံ့တွေကိုလေးနဲ့တင်ပို့ပေးဖို့မှာလိုက်ပါတယ်အဲ့တော့ဘုံမကြီးကဇုံပြီးဖြစ်သွားတဲ့တသားနာမည်ကိုမေးတာကြောင့်သူကအီဂျေဂျုံးမာလို့ဖြေးလိုက်ပါတယ်အီဂျေဂျုံးကစစ်တပ်ထွက်ဖို့တပတ်ပဲလိုတော့တာကိုကိုယ်သဘောနဲ့ကိုစစ်စင်ရဲကိုပါဝင်ခဲ့တဲ့သူပဲဖြစ်ပါတယ် ဒါတော့ဘုံမကြီးလည်းမိဘတွေဆက်တွယ်ပြီးတော့သူရိန္ဒနာလောက်ဖို့ခွင့်ပြုချက်တောင်းခိုင်းလိုက်ပါလေ။ဒါပေမဲ့တပ်သားတော်ခုလက်ရှိမှာစေဆိုးရအုပ်ချုပ်ရေးကာလဖြစ်လို့ခွင့်ပြုချက်လိုတောင်းစရာမလိုဘူးလို့ပြန်ရှင်းပြပါလေ။ဘုံမကြီးဘက်ကသာဆက်ပြီးတော့လုံဆောင်အမိန့်ချပေးမယ်ဆိုရင်စမ်းသပ်ချက်ဖြစ်ဖြစ်အလောင်းစစ်ချက်ဖြစ်ဖြစ်ချက်ချင်းဆောင်လို့ရတယ်လို့ပြောလိုက်ပါလေ။ဘုံမကြီးကတော့ဘလောက်ပဲစေအုပ်ချုပ်ရေးဖြစ်နေဖြစ်နေသူများသားမျိုးခေါ်သွင်းလာတဲ့သူတို့ရဲ့တောင်းပဲဖြစ်လို့မိဘတွေကသာဆက်တွယ်ဖို့ထပ်ပြောလိုက်ပါလေ။အဲ့နောက်မှာတော့ဘုံမကြီးစီကိုတပ်သားတို့ရောက်လာပြီးတော့လွတ်တော်မှတူးစစ်ဆေးဖို့ရှိနေလို့ပြောလိုက်ပါလေ။ ဘုံမကြီးကတော့ဘသူပဲဖြစ်ဖြစ်စီမင်းတိုင်းပဲလုပ်ဖို့တပ်သားကိုပြန်ပြောလိုက်ပါတယ်။တပ်သားလွတ်တော်မှအကာအကွယ်ကော်မတီကအဓိပတိပတ်ဦးဟီလို့ပြောလိုက်တာကြောင့်ဘုံမကြီးကိုယ်တိုင်လာပြီးတော့တွေ့ပါတယ်။ဘုံမကြီးကအမတ်ကြီးကိုတွေ့တဲ့အခါမှာအမတ်ကြီးကလက်ကမ်းခဲ့ပြီမယ်။လက်ဆွဲတော့မနှုတ်ဆက်ခဲ့ပါဘူး။ဘုံမကြီးကတော့ဘလို့ပဲလွတ်တော်မှဖြစ်ဖြစ်အထူးကွင်မရနိုင်ဘူးလို့သာအပြတ်ပြောလိုက်တာပါ။ဘုံမကြီးအခုလာတာအဲစကားပြောချင်လို့ဖြစ်ပြီးတော့အမတ်ကြီးနေနဲ့အောက်ကလူတွေကိုလက်သက်ဒုက္ခမပေးဖို့လည်းပြောလိုက်ပါတယ်။ဒါတော့အမတ်ကြီးနေနဲ့တိတ်ဆိတ်နဲ့စီမင်းတိုင်းလိုက်တာမျိုးမျောလင်းတယ်လို့ဘုံမကြီးကပြောပါတယ်။ မကြီးကတော့ဒါကိုသဘောတူလိုက်ပြီးတော့အကူအညီတစ်ခုတောင်းမယ်လို့သာပြောလိုက်ပေမဲ့လည်းဗိုလ်မကြီးကတော့နားမထောင်ပဲချက်ချင်းပဲလက်ထွက်သွားပါလိမ့်အမကြီးကဟိုဆန်းအကြောင်းကိုရရင်တစည်းပို့ပေးဖို့တောင်းဆိုခဲ့ပြီးတော့သူတို့ကဲခဲ့တဲ့မိသားသမားအိုက်ဘက်ကိုတယောက်တည်းသွားတဲ့အကြောင်းကိုပြောပြလိုက်ပါလိမ့်ဗိုလ်မကြီးကတော့ဆက်နားမထောင်ပဲထွက်သွားတာကြောင့်အမကြီးလည်းတကားဝါကနေအကြောင်းကိုရရင်တစည်းပို့ပေးဖို့အော်ပြောနေပါလိမ့်အမကြီးကတော့ကြောင်းသားရေးဆိုကဲတရားမှလို့ပြောနေပြီမဲ့တပ်သားတယောက်အခန်းတစ်ခါကိုပိတ်ချလိုက်ပါတော့ဒီမကြီးကတော့စစ်ပွဲဒီမှာတော့အကြောင်းတွေကိုဖျက်ဆီးခွင့်မရှိတာကြောင့်စင်နိုင်အောင်အကြောင်းတွေမရှိတော့ရင်ရှုံးနာနေတူတူပဲလို့ ဘုံမကြီးအကြောင်းအော်ပြောနေပါတယ်ဘုံမကြီးလည်းပေါ်ပြန်တက်လာပြီးတော့ခန်းထဲရောက်တဲ့အခါမှာလက်ရှိကဲပြီးတဲ့ចောင်းသားဦးကြီးပတရားရှိလဲလို့တက်သားကိုမေးလိုက်ပါတယ်တက်သားကိုလက်ရှိကဲထားတုံညဖြစ်ပြီးတော့ဇာတိချင်းဖြစ်သွားအောင်တယောက်မှမလွတ်နိုင်ဘူးထင်လို့မကဲပြစ်တာလို့ပြောလိုက်ပါတယ်အဲတော့ဘုံမကြီးလည်းကြ བྱ ကြာဖြစ်သွားပြီးရရင်အားလားလို့မေးလိုက်ပါတော့တယ်ရရင်တွေကတစည်းမှမအားပဲအားလုံးကိုစစ်စင်စီပို့ထားပါတယ်အဲတော့ဘုံမကြီးလည်းတိန်ခန်းနောက်ကိုကူညီတောင်းပြီးတော့ဟိုဆန်းចောင်းကိုဆင်းခိုင်းဖို့အမိန်ပေးလိုက်ပါတယ်ဘုံမကြီးလည်းဟိုဆန်းနဲ့မြေပုံကိုကြည့်ပြီးတော့တွေးဝေနေခဲ့ပါတယ် တသားတော့ဂန်ရောက်ကကိုပါစုံစမ်းခိုင်းမလားလို့မေးလိုက်တာပါအဲရောက်ကမှာဘုံမကြီးရဲ့အမေဖြစ်သူရှိနေတာကြောင့်ပါပဲဘုံမကြီးကတော့ကဲစေးစုံဖြစ်ရွေးချယ်ပြီးအဲချင်းကြမှာစစ်ဆေးပေးဖို့ပြောလိုက်ပါတယ်အဲတော့ဘုံမကြီးလည်းအင်အားနဲ့ကန်ဒီယားမာတွေမလောက်ငါနေတာကြောင့်တပင်းချင်းချင်းချနေရပါတယ်တွင်နဲ့ဝူချင်းကတကားဖွင့်ကြည့်တဲ့ခါမှာတော့ကော်ရီတာမှာအားလုံးရှင်းသွားပြီဖြစ်တဲ့တော့ထွက်ဖို့အားလုံးကိုပြောလိုက်ပါတယ်အဲတော့ပြီးထွက်လာကြရင်ချောင်းဆန်းကြံနေသေးတာကြောင့်အုံးချိုကလမ်းပြီးတော့အော်ခေါ်နေပါတယ်ချောင်းဆန်းဒဲဆုသွားခိုင်းမြဲဒဲဆုကပို့ပြီးတော့အာတန်နေတဲ့တော့ချောင်းဆန်းကိုပြန်သွားခိုင်းပါတယ် ဂျိုနဲ့ဇွန်ဘီအုပ်စုတွေပုံများလာပြီးတော့ဒဲဆူလည်းမနေတောင်းခံထားတဲ့တော့ဂျောင်းဆန်းနဲ့ဇူရောကိုအမြန်ပြေးခိုင်းပါတယ်ဇူရောကတော့ပြေးသွားပြီးတော့တငယ်ချင်းတွေကိုဥဆောင်ခေါ်သွားလိုက်ပါတယ်ဂျောင်းဆန်းနဲ့သူထွက်လာမယ့်အချိန်ဒဲဆူကိုဆွဲပြီးတော့တပါးလေးခေါ်ကားထွက်ပြေးသွားပါတော့တယ်သူတို့ဤထွက်သွားတဲ့တပြိုင်နက်ကာထားရိုက်အားလုံးဟာဇွန်ဘီအုပ်ကြီးတောင်ပြိုကျသွားပါတယ်ဒိုနဲ့ဂျောင်းဆန်းတို့အုပ်စုကရိုက်ရှာလက်နက်တခုယူပြီးတော့ဓာကိုးစီကိုအားလုံးပြေးတက်ကြပါတယ်ဇွန်ဘီတွေကလည်းတန်ကြာလိုက်ပြီးတော့ဂွီနန်တို့နှေးခွင့်နဲ့ဇွန်ဘီတွေကိုတွန်းထုတ်ကအမြန်တက်ပြီးတော့သွားနေရှာပါလေ ။အုံကြီးကတော့အင်ဂျီလန်နှကန်းဒီဆိုးကအကြောင်းတွေကထွက်လာပါတယ်။အုံကြီးကအတန်ဒီကြားစီကြည့်နေမှန်ကန်သောတင်ကြိုင်းမှာဇာရိတာကောင်းမှုမှုစီတို့ဆိုတဲ့ကျောင်းဝင်ဆောင်ပုတ်ကြီးကိုကြည့်နေခဲ့ပါတယ်။သူနဲ့ကေစိဆုံကအယ်ဖာကတော့လေရန်ကျောင်းမှာအသက်ရှင်သူရှိမရှိစစ်ဆေးဖို့ခက်ခဲကြောင်းရရင်ဘောကနေတရင်ပို့နေခဲ့ပါတယ်။အန်နဟိုဆန်းကျောင်းကိုရရင်ကလဲလာနေပါတယ်။သူနဲ့ချောင်းဆန်းတို့ဘွယ်လည်းအသက်ရှူနားကျင်တော့မရပဲ။ဒါကိုစီကိုအမြန်ပြေးတက်လာနေကြပါတယ်။တန်နေနဲ့စူရောလဲကြသွားတာနမ်ရာပြန်ခေါ်ဖို့ထူရပြန်ပါတယ်။ကီလာကန်ထဲမှာလည်းကာကွယ်တွေအကုန်ပြတ်သွားတာကြောင့် ဇွန်ဘီတကတစားစားထွက်လာကြပါပြီဇွန်ဘီတကပိတ်မိတဲ့သူကပိတ်မိညက်တဲ့သူကညက်နေနောက်ဆုံးမှာတော့ဂီတာကန်အွန်လိုက်ထွက်လာကြပါတယ်တကူမှာတော့ចောင်းသားလေးရဲ့ရဟင်လာတာကိုတွေ့ပြီးတော့အချက်ပြနေခဲ့ပါတယ်အဲ့ချင်းចောင်းသားကထကူတကားတော့ခတ်ထားအောင်ချောင်းဆန်းတော့မနေပြန်ပြီးတော့ဖွင့်နေရပါတယ်တကားကလုံးဝဆွဲကန်ဖွင့်နေပဲမရပါဘူးဒဲဆူလဲသူ့အားနဲ့တွန်းဖွင့်နေပဲမပွင့်ပြခဲ့ပါဘူးចောင်းသားကတော့ဇွန်ဘီတွေလာဖွင့်နေထင်ပြီးတော့ကြောက်နေတာပါအဲ့တော့ချောင်းဆန်းအေးပေါ်လိုဝါခလုံးနဲ့ဖွင့်ကြည့်ပေမဲ့မှားနေရတော့လုံးဝမရပြန်ပါဘူးကျောင်းလဲတကားကိုထုပြီးတော့ပြန်မလူရှိလားလို့တန်းအုပ်ပြီးတော့မေးနေပါတော့တယ် တရားရှင်တို့တကားဖွင့်ပေးဖို့အော်ပြောနေဂျွန်အောင်တန်ကိုကြားပြီးတော့ចောင်းသားလည်းတကားနာကိုပြန်ကတ်လာခဲ့ပါလိမ့်ချောင်းဆန်းတဲ့ဒဲဆူလည်းအားနဲ့တကားကိုတွန်းတိုက်ဖွင့်မိမယ်တကားကပွင့်မလာခဲ့ပါဘူးចောင်းသားတော့တကားဖွင့်မဲ့အချိန်မှာတွေးဝင်နေခဲ့ပါပြီနမ်ရာလည်းအောက်ကတန်တန်ကိုကြားပြီးတော့ဇူရောကိုဇွန်ပြီးလေလာနေပြီလို့ပြောလိုက်ပါလိမ့်အဲတော့ចောင်းသားတကားလက်ကင်ဘူးကန်လိုက်ချိန်မှာအွန်ကြီးပြောတာတွေကိုတွေးနေခဲ့ပါလိမ့်သူတို့ကအပေကန်နေထပ်ဖြစ်ရပြန်တာကြောင့်ငရဲလိုဒီညမှာတယောက်မကျန်အားလုံးတည်သွားရင်ကောင်းပြီဆိုရဲအွန်ကြီးရဲ့စကားကိုပါပဲအဲဒါကြောင့်ចောင်းသားတကားမဖွင့်ပေးပဲသူစီလာနဲ့ရဲရင်ကိုသာကြည့်နေခဲ့ပါလိမ့် ဂီတာခန်းထဲမှာကြံခဲ့တဲ့ record မှာတော့ချောင်းဆန်းမက်ဆီကပွင့်နေခဲ့ပါတယ်။ချောင်းဆန်းတော့အမေဖြစ်သူတဲ့မက်ဆီချန်ခဲ့တာဖြစ်ပြီးတော့အဖေရောကိစ္စထွေတူးတူးရှိလားလို့မေးနေခဲ့တာဖြစ်ပါတယ်။ပြီးတော့သူကောင်းကောင်းရှိနေအကြောင်းနဲ့သူတို့ရဲ့ချောင်းဆန်းကြက်ကြော်စွာကတော့နည်းနည်းပိနေနေဖြစ်နေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ချောင်းဆန်းတော့ချောင်းဆန်းကြက်ကြော်စားချောင်းဆန်းလီချောင်းလိုင်းချောင်းဆန်းမော်တော်ယာဉ်ကုမ္ပဏီချောင်းဆန်းလုပ်ငန်းသူဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမှာလို့ပြောနေပါတယ်။ဒါမဲ့အမေဖြစ်သူကတော့ဓာရီကိုမကြားနိုင်တော့ပဲချောင်းဆန်းကြက်ကြော်အေဘရွန်ဝစ်ထားတဲ့အမေဟာဇွန်ဘီဖြစ်နေကြောင်းဝင်းထဲမှာရှိနေပါတော့တယ်။ တပတ်မှတော့ချောင်းဆန်းတဲ့ဇယောကအသိနေထားနဲ့ချဖို့စောင့်နေပြီးတော့နမ်ရာတော့လာနေဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့လိုချိန်ဆိုပြီးဒီအများကြီးလေကားကိုတက်လာနေကြပြီးတော့ချောင်းဆန်းတို့တိုက်ခိုက်နေပါပြီ။ချောင်းဆန်းတို့ရဲ့ဂီတာခန်းနဲ့ယူလာတဲ့ပစ္စည်းတွေနဲ့တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဇယောနဲ့ချောင်းဆန်းကောင်းကောင်းတိုက်ခိုက်တက်တာကြောင့်အစွမ်းကုန်ပြန်ပြီးတော့ကာကွယ်နေပါတယ်။အပေါ်မှာလည်းကြံတဲ့သူတွေကထက်ကိုးတကားကိုတွန်းဖွင့်နေပြီးတော့ဘလို့မှဖွင့်မရပါဘူး။ဇိုဘီတွေလည်းပို့ပြီးတော့များလာပြီးတော့လေကားမှတိုက်ခိုက်နေတဲ့ချောင်းဆန်းနဲ့ဇယောတို့လည်းမနိုင်တော့ပါဘူး။အဲကြောင့်အုံးကျိုးတို့လည်းဘလို့လုံးအောင်လဲစဉ်းစားနေရပါတော့တယ်။ ။တကားပြေဘက်မှာတော့ရဟန်းကြီးရောက်ချလာပြီးတော့ចောင်းသားလေးကတော့တကားလက်ကైဘူးကိုလွတ်လိုက်ပါပြီ။အဲနောက်နမ်ရာကမိုးကအဝတ်ကြီးကိုပေးလိုက်တာကြောင့်အားလုံးလည်းအဲဟာကိုယူပြီးတော့တခုလုံးပစင်းစားကြပါလိမ့်။သူတို့ရာတာလဘတ်နဲ့လေကောင်းကိုကာပြီးတော့အုပ်လိုက်တာကြောင့်ဇွန်ဘီတွေကိုတားဆီးပြီးသားဖြစ်သွားခဲ့ပါလိမ့်။ဇွန်ဘီတွေကတာလဘတ်အဝတ်ကြီးကနေဘယ်လိုထွက်အောင်လဲမသိတဲ့တော့ចောင်းဆန်းနဲ့ဆူရောကိုမကိုင်းနိုင်ပဲပြိမိနေခဲ့ကြပါလိမ့်။အဲ့နောက်ဂွီနန်သူနာဇွန်ဘီတွေဖယ်ပြီးတော့အပေါ်တက်ကိုတက်လာခဲ့ပါလေဂွီနန်သူကိုဝင်တိုက်ပြီးတော့အပေါ်ပြေးတက်သွားတဲ့ဇွန်ဘီရဲ့လယ်ပင်ကိုကိုင်းပြီးတော့အကြံတစ်ခုယာသွားခဲ့တာပါအ ဲဒီမှာရဟင်းဘောကနေကယ်ဆယ်တက်သားတွေဆင်းလာပြီဆိုចောင်းသားလေးဝစ်ခိုင်းထားပါတယ်သူတို့ကចောင်းသားလေးရဲ့ဘူးချင်းဆစ်ဆီးတဲ့ကလူဖြစ်နေတာကြောင့်ဆွဲထူလိုက်ပါတယ်ပြီးတော့ចောင်းသားလေးကိုတငယ်ချင်းတွေရောလို့မေးပြီးတော့တခြားသူတွေရှိသေးလားလို့မေးလိုက်တဲ့အတွက်ចောင်းသားလေးကတော့ဘာမှပြန်မဖြေခဲ့ပါဘူးတပတ်မှလည်းတကားပွင့်အောင်တဲဆူတို့ကစူးစမ်းနေကြပါတယ်နန်ရာနဲ့အွန်ဂျိုတို့ကထိန်းထားကြမယ်ဝီကြီးအောက်ကနေဇွန်ဘီချိုးကလွတ်လာဖြစ်တဲ့အတွက်ចောင်းဆန်းနဲ့ဆူတို့တိုက်ခိုက်ရပြန်ပါတယ်ចောင်းဆန်းတို့လည်းရှိရနဲ့ရိုက်နေတဲ့ဇွန်ဘီတကောင်ရဲ့ဂုတ်ကိုကင်ပြီးတော့အဝိဘေးကနေတက်လာသူကိုမြင်လိုက်ရတာကြောင့်အံ့ဩသွားပါတယ် အဲ့ဒီလူကတော့ green hand ဖြစ်ပြီးတော့ချောင်းဆန်းနဲ့တိုက်ခိုက်ပြီး zombie ကိုက်တာတော့ zombie မှဖြစ်တဲ့ပြင်ဆူရောနဲ့ရန်ဖြစ်ပြီးတော့လေးလွာကနေပြုတ်ကြတာတော့မသေးခဲ့တဲ့သူပါချောင်းဆန်းနဲ့ဆူရောလည်း green hand ကိုမြင်လိုက်တာကြောင့်အတော်လေးကိုသွေးပြတ်သွားခဲ့ရပါလိမ့် green hand လက်ထဲမှာတော့ရက်ကန်ရက်ကန်ဖြစ်နေ zombie မကအော်ဟစ်နေတာပါဆူရောလည်းအန်အုံးနေတော့မှချောင်းဆန်းလည်းအသက်ရှူတွေမြန်လာပြီးတော့ green hand ရဲ့မကောင်းဆိုးဟာအပြုံးကိုတတိထားမိသွားပါတော့တယ်ဒါဆိုတော့ green hand အုံးကြီးတဲ့နန်ရာတို့ကမသိဘူးလေဖြစ်သွားကြတာလားပြီးတော့ထားကိုပြင်ဘက်ကိုရောသူတို့ရောက်ပြီးတော့ ရဟင်းနဲ့ကဲစဲခမ်းမာလာဘလူတွေဆက်ဖြစ်ကြအောင်မလဲဆိုတာကိုတော့နောက်တစ်ပိုင်းအပိုင်းရှင်းမှာဆက်လက်တင်ဆက်ပြီးသွားပါမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျာ Oral Sat Dead အပိုင်းခုနှစ်ဖြစ်ပါတယ်နောက်နေ့မှာနောက်ထပ်အပိုင်းဆက်တွေဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ပြီးနောက်အကောင့်နဲ့ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါခင်ဗျာ ဒီတော့မှချိန်မီနားဆင်အားပေးကြပြိတ္တတရားစီးနိုင်ကုန်လေကျေးဇူးတူပဲတင်ပါရခင်ဗျာကျွန်တော်အန်ခင်မူပါ